မိုင်းမှာစံချိန်တင် online data ပေါက်ကြားမှုဖြစ်ပွားခဲ့တယ်လို့နိုင်ငံတကာသတင်းဌာနတွေမှာဖော်ပြလာပါတယ်။ cyber လုံခြုံရေးဆိုင်ရာသတင်းဌာန cyber news ကပညာရှင်တွေရဲ့ထုတ်ပြန်ချက်အရလူမှုဝင်ရေး platform တွေကိုဝင်ရောက်ရမှာအသုံးပြုတဲ့ကိုရေးကိုယ်တာအချက်လက်တွေ16ဘီလီယံအထိပေါက်ကြားခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာ cyber ရာဇဝတ်သားတွေဟာအင်တာနက်သုံးစွဲသူတွေရဲ့နေစဉ်အသုံးပြုတဲ့အကောင့်တွေကိုအလွယ်တကူဝင်ရောက်ခွင့်ရနိုင်ကြတယ်လို့လည်းသိရပါဗျ။ ဒီပေါက်ကြားခဲ့တဲ့ data အချက်အလက်တွေထဲမှာလူသုံးများတဲ့လူမှုကွန်ရက် platform တွေ ဖြစ်တဲ့ Google, Facebook နဲ့ Apple တို့ကိုအသုံးပြုသူတွေရဲ့စကားဝတ်အချက်အလက်တွေပါပါဝင်ကြောင်းသိရပါတယ်16ဘီလီယံဆိုတာဒီကနေ့ကမ္ဘာပေါ်မှာရှိနေတဲ့လူဦးရေရဲ့နှစ်ဆနီးပါးရှိတာကြောင့်အင်တာနက်သုံးစွဲသူတဦးထံကနေအကောင့်တစ်ခုထပ်ပို့ပြီးအချက်အလက်ပေါက်ကြားခြင်းဖြစ်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ပေါက်ကြားသွားတဲ့ data တွေထဲမှာထပ်နေတဲ့အချက်အလက်တွေပါနေတဲ့အတွက်သုံးစွဲသူဦးရေဘလောက်နဲ့ အကောင့်ဘယ်နှခုအထိထိခိုက်သွားလဲဆိုတော့အတိအကျပြောဖို့မဖြစ်နိုင်ဘူးလို့လည်းဆိုပါတယ်။အချမ်းလက်ခိုးယူတာတွေက မော်ဝဲအမျိုးမျိုးကနေပြီးသုံးဆွဲသူရဲ့စက်ပစ္စည်းဒါမှမဟုတ်စနစ်တွေတွေကိုထုတ်ဖောက်ဝင်ရောက်ပြီးအချမ်းလက်တွေကိုခိုးယူတဲ့ပုံစံမျိုးဖြစ်တယ်လို့ Cyber News ကအတည်ပြုပါတယ်။လက်ရှိမှာဒေတာခရုခံရတာတွေပုံမအဖြစ်များလာတာကြောင့် cyber လုံခြုံရေးကိုတေချာဂရုစိုက်တက်ပါတယ် မိမိအကောင်ကဒီပေါ့ချောင်းမှုမှာပါသွားမှာဆိုရင်လေစကားဝတ်တွေပြောင်းလိုက်တာမျိုးလောက်ဆောင်သိပြီ website တွေမှာစင်တူတဲ့အချက်လက်တွေနဲ့အကောင့်ဝင်ပြီးသုံးတာမျိုးတွေလည်းရှောင်ကျဉ်ရပါမယ်။အကယ်၍မတူညီတဲ့စကားဝတ်တွေကိုမှတ်သားဖို့ခက်ခဲရင်လည်း password manager ဒါမှမဟုတ် passkey တစ်ခုခုကို အသုံးပြုဖို့လည်း cyber news ကအကြံပြုထားပါတယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။